ုလောလောဆယ်နေစရာနေရာတော့ရှိတယ်ပေါ့အဲ့နေစရာမှာသူတို့အတွက်အမိုးကာခင်းချင်းတော်မီအဲ့ဒါတွေကအရေးပေါ်လိုအပ်နေတဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်ကျွန်တော်တို့လည်းအဲ့ဒါတွေကိုပဲရင်ဆိုင်နေရတယ်ပေါ့ဟုတ်ကဲ့အဲ့ဒါတွေအခက်အခဲတော်တော်ရှိတယ်ပေါ့စားစရာတွေအခုကျွန်တော်တောက်စရာရေတွေကတော့တော်တော်များများလည်းအများပြည်သူပေါ့ကျွန်တော်တို့ကဟိုအစ္စလာမ်ဘာသာဝင်ဖြစ်တော်ညာလဲဗုဒ္ဓဘာသာဝင်လဲကျွန်တော်တို့ကိုရင်ပါချင်းတူတကယ်ဆိုလာရောက်ပြီးတော့လူတန်းပေးတယ်အဲ့ဒီပုံမှာလည်းကျွန်တော်အများကြီးကျေးဇူးတင်နေပါတယ် အဲကျွန်တော်တို့အဲ့ငလျင်လောက်တဲ့အချိန်မှာပေါ့ဒါကျွန်တော်တို့ခြေရွာမှာပလီကိုးလုံးရှိရပေါ့အဲ့ကိုးလုံးเนี่ยကျွန်တော်တို့ကကျွန်တော်တို့ ਨੇ အနည်းဆုံးပလီကိုသွားကူရတာပေါ့ဟုတ်အဓိက လူတွေဒီတေဆုံးသွားတယ်ဆိုတာလေအများပိုင်းက90ရာခိုင်နှုန်းကပလီတွေကပဲတေဆုံးသွားတာလေပလီတွေတေဆုံးသွားတယ်ဆိုတာလေကျွန်တော်တို့ဘုရားဝပြုမှုအချိန်တွေကတပြေးညီဖြစ်သွားတဲ့အချိန်မှာပေါ့အဲ့တော့ဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်ပလီကနေဝက်ပလီကိုပေါ့ကျွန်တော်တို့ဘက်ရွာလေကောင်းပလီမှာကျွန်တော်တို့အမျိုးသမီးဝေးပြူဆောင်မှာပေါ့ ုတ်ကြရဲဆိုတော့ကျွန်တော်တို့ဆင်းကြရတယ်ပေါ့အဲ့မှာကျွန်တော်အနေနဲ့ကတော့အဲ့မျိုးသမီးတယောက်ပြီးပြီးသားမျိုးသမီးတယောက်ပေါ့အသက်ရှင်လေးရတော့မရလိုက်ဘူးကွယ်လွန်သေးဆုံးသွားတဲ့အနေထားမှာရလိုက်တယ်အဲ့ကျွန်တော်တို့အပြင်ရောက်တဲ့အချိန်မှာနောက်တစ်ယောက်တွားကူကိုလှုပ်တဲ့အချိန်မှာအဲ့ထဲမှာအသက်ရှင်နေတဲ့လူတွေအားလုံးလည်းပေါ့ကွယ်လွန်ခဲ့ရတယ်ပေါ့သေဆုံးသွားခဲ့ရတယ်ပေါ့ကျွန်တော်လည်းကတ်တိန်လေးအဲ့ထဲကနေမှလွတ်လာခဲ့ရတယ်အဲ့ဒါငလျင်လှုပ်တဲ့ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ခံစားမှုတစ်ခုပေါ့ ဘေးဘေးကကြီးကြောင့်လူတွေကစိတ်ချောက်ချားနေကြတယ်အင်အားတွေကျနေကြတယ်ဆရာငယ်နေကြတယ်ပေါ့နောက်တော့ဒါမျိုးကြီးများဖြစ်လာမှာအားပေးသူမဲ့နေတဲ့အချိန်မျိုးမှာအခုလိုဒီကုမ္ပဏီကနေလာရောက်ပြီးတော့အခုလိုအားပေးတဲ့လူနဲ့တော်၎င်းပစ္စည်းတွေနဲ့တော်၎င်းလာရောက်ပြီးအားပေးတဲ့ပုံမှာကျွန်တော်တို့အနေနဲ့ဒီလူတွေရဲ့ကိုစားလဲအများကြီးဝမ်းသာပီတိဖြစ်ရမယ်ဖြစ်မိရပါတယ်ကျွန်တော်တို့အားကိုးသူလည်းဖြစ်မိရပါတယ်